အနောက်အရှဒေသဟာနနစ်တွင်းမှာဤကဲ့သို့သောနေ့တစ်နေ့ကိုမြင်မြင်တွေ့ခဲ့ရပါဘူး။ငိုကြွေးသံများအစားဝမ်းနည်းသံများရှိနေပါတယ်။ဆရာပြမှုများအစားပျော်ရွှင်ခြင်းနှမှုတွေရှိနေပါတယ်။ဘုံများအစားအပြုံးများ ရှိနေပါတယ်။အကြောင်းကတော့ယနေ့ဟာမတ်စ်က၎င်းတို့ထိမ့်သိမ်းထားတဲ့အစ္စရေးတစက္ကန့်တွေကိုလုပေးခဲ့ပါတယ်။အသက်ရှင်နေတဲ့တစားကန်20ဦးစလုံးကိုယနေ့လုပေးခဲ့ပြီဖြစ်တယ်။၎င်းတို့ဟာနနစ်ကျော်အကြာမှာ ယခုအခါအိမ်တို့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။တော်တို့နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကိုကျွန်တော်တို့စိတ်ကူးပုံဖော်နိုင်ရုံသာရှိပါတယ်။၎င်းတို့ကို2023ခုနှစ်အောက်တိုဘာ9ရက်အတွင်းဖန်ဆီးခဲ့ခြင်းဖြစ်တဲ့၎င်းတို့ကိုဦးမေလိုင်ကောင်းများအတွင်းဖုံးကွဲထိမ့်သိမ်းထားပြီးဘုံများနဲ့တနတ်တံများဖြင့်ဝိုင်းထားခဲ့ပါတယ်။ယခုအခါ၎င်းတို့ဟာနောက်ဆုံးတွင်အိမ်တို့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ထိုနေ့ဟာအစ်စရင်းမှာပျော်ရွှင်ပွဲစိတ်ဓာတ်ဖြင့်စတင်ခဲ့ပါတယ်။လူများစွာဟာ တယ်လီဗီမှာမနေ့စောစောတွင်စုဝေးလာခဲ့ကြပြီးရပ်ပိုင်းကြမှာပဲလူအုပ်ကထောင်ပေါင်းများစွာတဲ့လူအုပ်ဖြစ်လာခဲ့ပါတယ်။ဝန်ကြီးချုပ်ဘဇဘန်နာတာယာဟုအတွက်ဤဒီမှာကြီးမားတဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်။သူကယခုအခါလူကြိုက်မများပါဘူး။ဤဆွေလူများစွာကစစ်ပွဲကိုပုံမချရှည်စီပြီးတစက္ကန်လူပိမှုကိုနောက်နေစေတယ်လို့သူကအပြစ်တင်ကြပါတယ်။ အဲ့ဒါကြောင့်နာဒာယေဟိုဝါ၏အခိုက်တန့်ကိုကောင်းအကျိုးအတွက်အသုံးချခဲ့ပါတယ်သူဟာဒေါ်နယ်ထရန့်နဲ့အတူအစ္စရေးပါလီမန်မှာမိန့်ခွန်းပြောကြားခဲ့ပါတယ်ဒေါ်နယ်ထရန့်ကဒါဟာကောင်းမွန်တဲ့ခံစားချက်ပါတစခန်းလေးပြန်လာပြီလို့ပြောရတာ မကောင်းဘူးလားဒါကအရန်ကောင်းတဲ့ခံစားချက်ပါစလုံးယီမန်ချက်ကတော့ပွဲတွေကိုရပ်တန့်ရန်ဖြစ်ပြီး၎င်းဟာအလုပ်ဖြစ်ပုံရပါတယ်လို့ပြောကြားခဲ့ပါတယ်ဝန်ကြီးချုပ်နာဒာယေဟိုကတမရမြင်းမြတ်တမရမစ္စတာပရက်ဇီဒန့်ယခု ကျွန်တော်တို့ဟာကမ္ဘာထောက်ခံမှုနိဗ္ဗာန်အားလုံးရရှိတဲ့အတွက်ကြောင့်အဆိုပြုချက်တစ်ခုကိုဖုံးဆောင်အောင်မှာတင်ပြင်းထန်တဲ့ဦးဆောင်မှုအတွက်ကျွန်တော်ကျေးဇူးတင်ရှိဖို့အတွက်ကျေးဇူးတင်ရှိရင်အိန္ဒိယမှာတင်ကိုကြိုးဆိုပါတယ်ကျွန်တော်တို့ဇာကအားလုံးကိုအိမ်တို့ပြန်လည်ကောဆောင်လာပေးတဲ့အဆိုပြုချက်တစ်ခုအတွက်ပြောကြားခဲ့ပါတယ်ကမ္ဘာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖွဲ့အစည်းနီကလဝကရိုင်းကဇာကလုပ်ပြမှုကိုစီမံခန့်ခွဲခဲ့ပါတယ်မနက်ပိုင်းမှာ ဟမတ်စ်ကတစကန်ရီကိုအနိကလဝါအာရက်ခရော့စ်နဲ့တန်ပလပ်ဒေါင်းပစ်ခဲ့ပါတယ်အရင်နောက်ရက်ခော့စ်က၎င်းတို့ကိုအစ္စရေးစစ်တပ်ထံပို့ဆောင်ခဲ့ပါတယ်တစကန်ကနဦးကိုဂါဇာကမြောက်ပိုင်းမှလူပိတ်ခဲ့ပြီးကျန်ဆက်သူဦးကိုတောင်ပိုင်းမှလူပိတ်ခဲ့ပါတယ်ဒီလုံငန်းစစ်တခုလုံးကိုကင်မရာဖြင့်ပြသခဲ့ပါတယ်ဗီဒီယိုများတွင်အနိကလဝါ recourse အာကာမြာဂါဇမာရှိတဲ့လူများပေါ်မှာမောင်းနေနေဒီကို တွေ့ရပါတယ်။၎င်းတို့အီဇရဲလရောက်ရှိလာတဲ့ခါမှာအီဇရဲလကာကွယ်ရေးတပ်ဖွဲ့ IDF ထွက်ကာမြာက၎င်းတို့ကိုအကူအညီပေးခဲ့ပါတယ်။၎င်းတို့ကို CM6 ကမ်းမှာလက်ခံခဲ့ပါတယ်။အဲဒီနောက်၎င်းတို့ကိုလက်ခတ်ရင်ရဟရင်ဖြစ်ပို့ဆောင်ခဲ့ပါတယ်။အချို့ကစေကူတမှုစစ်စေးရန်စီယုံတို့တွားခဲ့ပြီးအချို့က၎င်းတို့မိသားစုများနဲ့တိုက်ရိုက်တွေ့ဆုံမှုအတွက်တွားခဲ့ကြပါတယ်။ ဟမတ်ဖွဲ့ဝင်တွေကိုလှုပ်ပင်းမှုလုပ်ငန်းစဉ်တလျှောက်မြင်တွေ့ခဲ့ရပါတယ်၎င်းတို့ကနောက်ပြန်မဆုတ်ခဲ့ပါဘူး၎င်းတို့တက်ခိုက်ရေးသမားတွေကလက်ထဲမှာတနားများကန်ဆောင်ကအစောက်ချထားခဲ့ပါတယ်အီဒီမှာနောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမြည်တို့ဖြစ်ပေါ်မြို့လူမျိုးကိုတွေးတောစေပါတယ်အကြောင်းကတော့ဒေါ်နယ်ထရန့်ကဟမတ်အား၎င်းတို့လက်နက်တွေကိုလက်လက်နက်ချဖို့အတွက်တောင်းဆိုနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ယနေ့ဟမတ်က၎င်းတို့တနားတွေကိုပြတ်ပြတ်တတ်တတ်ပြတ်တတ်ခဲ့ပါတယ် တို့အကြောင်းကိုနောက်မှဆွေးနွေးပါမယ်။ယခုအခါ Israel မှာဖြစ်ပွားခဲ့တာတွေကိုကြည့်ကြရအောင်။ Trump သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် Israel ဟာ Palestine ကျင်းသားတွေကိုလွတ်ပြရမှာဖြစ်တယ်။ Gaza မှာကျင်းသား1900ခန့်နဲ့အခြား Palestine ကျင်းသား950ဦးဖြစ်ပါတယ်။ပါစကာ36စီကံ၎င်းတို့ကိုဂျင်းထောင်မအိမ်တို့ပို့ဆောင်ခဲ့ပါတယ်အချို့ဂျင်းသားတွေကို ရဗလာမှာပို့ဆောင်ခဲ့ပြီးအချို့ကဂါဇာတို့ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ဒဇကန်လို့ပေးမှုကဲ့သို့ပင်ဤဒီမှာလည်းကင်မရာဖြင့်ပြသခဲ့ပါတယ်။ဤဂျင်းသားများဗီဒီယိုဖြစ်ကြတယ်လေ။အဂျင်းသား250ဦးဟာပြည်မှုကျွလုံးသူများအဖြစ်စီရင်ချက်ချက်ခံထားရသူတွေဖြစ်ပါတယ်။၎င်းတို့အနေနဲ့အများစုဟာ2000ခုနှစ်များအစောပိုင်းမှာဖန်ဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ဒါပေမဲ့အဂျင်းသား1900ကကွဲပြားပါတယ်။ ၎င်းတို့အနေအများစုကစစ်ပွဲအတွင်းဣဇွေစစ်တမဖန်စီကန်ခဲ့ရတဲ့လူငယ်တွေဖြစ်တယ်။တတိယများရအချို့ကအသက်၁၈နှစ်အောက်ဆယ်ကျော်တက်ရလည်းဖြစ်တယ်။လူခွင့်ရေးအဖွဲ့များကဣဇွေအချင်းတော်များတွင်ညီမနစ်ဆက်မှုနဲ့အလွယ်သုံးဆောင်မှုတွေရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒါကြောင့်၎င်းတို့အတွက်လည်းဣဒီမာနှာချင်းပွဲအတွေ့အကြုံတစ်ခုဆုံးသတ်တော်ပါပြီ။ယခုမင်းကတော့နောက်ထပ်ဘာဖြစ်မလဲ။ တောက်ချနေမှာပြစ်ခါရဆဲရေးစတင်ခဲ့ပြီးခုအချိန်ထိ၎င်းကတည်တတ်နေဆဲဖြစ်ပါတယ်။ဂါဇမာရှိလူတွေကအိမ်တို့ပြန်လဲစတင်နိုင်ရန်လုံလောက်တဲ့ညှိချမှုရှိနေပါတယ်။တောင်ပေါင်းများစွာသောဂါဇာမြို့ကိုမြောက်ဘက်သို့ခြေလင်ဖြင့်အများအပြားခီးလက်လည်နေကြပါတယ်။၎င်းတို့ဟာအိမ်တို့ပြန်ရန်မျှော်လင့်ကြတော့လဲ။၎င်းတို့အိမ်တွေကမရှိတော့ပြီဖြစ်တယ်။ဂါဇာမြို့မှာဤတပ်ပေါ်တွေကိုကြည့်လိုက်ပါ။ခင်ကစီကားပြီးမြို့တစ်မြို့ဖြစ်ခဲ့တော့လဲယခုအခါပျက်စီးသွားခဲ့ပြီဖြစ်တယ်။ ဆော်ဦးများနဲ့အိမ်များအများစုဟာပျောက်ကွယ်သွားခဲ့ပါပြီ။တခုတည်းသောဒရင်ကောင်းမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပြန်လည်ရောက်ရှိလာခြင်းဖြစ်တဲ့ဒရင်ငွေနေ့မှာထရက်ကာ183စီးခန့်ဂါဇာကိုဝင်ရောက်ခဲ့ပါတယ်။ဤဒီမှာဇန်နဝါရီအပြည့်အခါရစရည်အတွင်းဝင်ရောက်ခဲ့တဲ့ထရက်ကာ600,900ထက်နည်းပါတယ်။ဒါပေမဲ့၎င်းကအလွန်လိုအပ်တဲ့အကူအညီဖြစ်တဲ့ယခုအခါစိတ်ဓာတ်ကပျော်ရွှင်မှုဖြစ်တော်လဲငြိမ်းချမ်းရေးတို့တွားရလမ်းဟာ အလွန်ရှည်လန်းနေသေးပါတယ်အရေးကြီးဒီမှာဤအဖြစ်ခရဆဲရေးကိုဆက်လက်ထိမ့်သိမ့်ပြီးညဉ့်ညရေးစီတို့ပို့ဆောင်ရန်ဖြစ်ပါတယ်တို့တို့ဖြစ်မဲ့ဆိုပါက၎င်းကကျွန်တော်တို့နောက်ထပ်ဇာလံတစ်ခုဖြစ်မှာဖြစ်တယ်